မင်္ဂလာပါဒီချိန်ကဒီနေ့ Jolly Phonics ရဲ့ Letter Song Group 3လေးကိုအင်ကြားပြသပေးသွားမှာဖြစ်ပါတယ် Letter Song Group 3ထဲမှာဆိုရင် letter အသံ6တန်ပါမယ်6တန်အပြင်ကမှဒီချိန်က extra လေးထည့်ထည့်ထားတဲ့အသံလေးတွေပါအောင်ပါမလို့ဒီချိန်အခုရှင်းပြတာလေးကိုဆက်ကြည့်ကြမယ်နော် group 3 letter sounds မှာဆိုရင်တော့ဒီ letter လေးတွေပါပါတယ် g o u l f B so ပထမအဦးဆုံးဒီချေတို့ letter sound G ကိုအတန်းထွက်ပါမယ်သူ့ရဲ့အတန်းကိုထုတ်တဲ့အချိန်ကျရင်တော့ letter က G ဆိုတဲ့အတန်းပါဒါပေမဲ့သူ့ရဲ့ letter sound ကကြတော့ j ဆိုတဲ့အတန်းမထုတ်ဘဲနဲ့ g g ဒီလိုအတန်းပေါ့နော်ရှာအာအာကောင်နာမှာရက်ပြီးတော့ထွက်လိုက်ရတဲ့အတန်းမျိုးဖိလိုက်ရတဲ့အတန်းမျိုး g g g like that. So we need to find the picture without g sound. As usual exercise, yeah, but my brain is exercise li Oh, sorry. Uh, teacher ga number li ita bi ba me. One, two, three, and four. So be pon li ga g sound. အတံမထွက်နေတာလည်းကိုရှာကြည့်ကြမယ်နော်။ရှာရပို့လွယ်သွားအောင်ဒီချိန်နံပါတ်ကလေးတွေနဲ့ So, number one is grapes. Grapes. Number two, goat. Number three, clock. Number four, guitar. Guitar. So, we can find the answer very easily. G number three, dima g ဒီချက် group 2မှာသင်ခဲ့သလိုပဲ c အတန်ကို soft c အတန်ရှိတယ်လို့မျိုးပဲလက်ထက် g မှာလည်း soft g sound ဆိုတာရှိပါတယ် so သူလည်း soft c လို့မျိုးပဲလက်ထက် g ကို e i y ဆိုရဲလက်တရင်းနဲ့တွဲပြီးအတူတူတွဲပြီးတွေ့နေပြီဆိုရင်အဲ့ဒီလက်တ g လေးကိုဒီချက်တို့ပုံမှန်ထွက်နေကြ g အတန်မထုတ်ပဲနဲ့လက်ထက် g ရဲ့အတန်ကို soft g g juice jam နှုတ်မှာထုတ်တဲ့ j ဆိုရက်အတန်လေးထွက်ပါတယ်ပုံမှန်ကတော့ g ဒါပေမဲ့ g e g i g y တွဲရဲတွေ့ပြီဆိုရင်အဲ့ဒီ letter g လေးရဲ့နေရာမှာအတန်ကို soft g j ဆိုရက်အတန်ထုတ်ပါတယ် for example orange not orange orange large giant jing ဂျာဒီနေရာမှာဒီ letter g ကဒီ letter g ကက soft g အတန်းထုတ်တယ် because letter i letter e တွဲရပါနေတာမဟုတ်လို့ gypsy this is gypsy သူမျိုးစု trap တကူပြောတာ gymnast ဂျွန်ဘာကစားတာတွေပြောတာပါဆိုတော့ဒီချက်ပြန်ပြောပါမယ်ပုံမှန် letter g ရဲ့အတန်းက g အတန်းထုတ်ပေမဲ့ soft g ဆိုရင် j လို့ထုတ်ပါတယ် လက်ထက်ကြီးပေမဲ့လည်းအတန်နှမျိုးဖြစ်နေတာကိုသတိထားရမယ်။ GE, GI, GY တွဲရဲ့တွေ့ရင်အဲဒီလက်ထက်ကြီးကို g အတန်မထုတ်ပဲနဲ့ j j အဲဒီအတန်လေးထုတ်ပြရတယ်နော်။ဒီချက်က soft g အတွက် exercise လေးလုပ်ထားတယ်။ဒါဆိုရင် soft g sounds လေးတွေကိုရှာကြမယ်။ဒီမှာသတိထားမှာက soft g ဆိုရင် g ကအမြဲတမ်း GE, GI, GY တွဲရဲ့တွေ့နေတယ်။ဒီထဲမှာတစ်ခုပါပဲ။ဒီစာလုံးလေး G I r o g i လို့ပါပါတယ်ဒါပေမဲ့လည်း i i ရဲ့အတန်က r ဆိုတဲ့အတန်လေးထုတ်ရတာမို့လို့ g r l girl not girl ဒီတစ်ခုပဲရှိပါတယ်ကျွန်တော်ကတော့ပုံမှန် uh g e g i g y ဆိုရင် soft g ဖြစ်နေတဲ့အတန်လေးပါ so ရှားကြည့်ကြမယ်ဒီခြေကအဖြေမပြောခင်မှာဒီအချိန်လေးခဏပေးထားမယ်ကိုယ့်အကူရှာကြည့်ပါပြီးတော့ရင်တော့ဒီခြေကအဖြေမှန်လေးပေးရင်ပြန်တိုက်ကြည့်ကြမယ်နော် soft G sound, J. You can find very easily because G E when you see G E G I N G Y တွဲရဲ့တွေ့နေပြီဆိုရင် သူက soft G sound J ဆိုတဲ့အတန်လေးထောက်ရပါတယ်။ Okay ဒီချက်တို့အဖြစ်အတူတူ တိုက်ကြည့်ကြမယ်နော်။ Gold Gold မှာ J ဆိုတဲ့အတန်ပါလားစဉ်းစားပါလားမပါဘူးလား။ Okay Giant Giant ပါတာပေါ့ GI ဆိုတော့ jet အတန်လေးထွက်တယ်ဒီတစ်ခုပါပဲ GI ပါရတဲ့နဲ့ jet အတန်ထွက်ပဲနဲ့ girl ဆိုတဲ့အတန်လေးထွက်ပါတယ် gypsy cage bug bug ပါလာမပါဘူးเนาะ bug 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 သူက short sound ဖြစ်တယ် u လက်တဲ့ u ကဒီမှာ short vowel a ဆိုရတဲ့ bug a g Back, Golf. Bridge. Bridge. Org. Org. Magic. Magic. Edge. Edge. hogo. Okay, that's all you need two, four, six, six share. Two, four, six. Six soft G sound. Like, okay, right? ကိုဖြေထားတာရင်းနဲ့တကယ်ဖြေလိုက်တဲ့အဖြေဒီတူလားတိုက်ကြည့်ပြီးနော်အလုံးမှန်မဲ့တော့ထင်တယ်မားနိုင်တာဒီချက်ဒါလေးကိုတော့ကြိုပြောထားလိုက်တာမို့လို့ဒါကတော့အာ exception ပါနော် group 3ရဲ့ second letter လေးပါ သူကတော့ short o sound letter o နာမည်ကတော့ letter နာမည်ကတော့အိုးဒါပေမဲ့သူ့ကိုအတန်းထွက်ရင်တော့ short vowel ဖြစ်တဲ့အတိုင်း o ဆိုတဲ့အတန်းလေးထွက်ပါတယ် မိခလုတ်လေးတွေရဲ့ on off မှာရှိတဲ့ on လို့ပြောတဲ့အချိန်မှာ off အတန်းထွက်တာလေး so we have to find the picture that doesn't does not have off sound ဒီချိန်ကနံပါတ်လေးတက်ထားတယ်အဲ့ဒီနံပါတ်ကပုံလေးတွေကိုနံပါတ်တွေကိုစဉ်းစားပါပြီးရင်အဲ့ဒီနံပါတ်တွေထဲမှာ off အတန်းမပါတာလေးကိုရွေးကြမယ်နော် โอเคရှားရလွယ်အောင်เนาะဒီချိန်ကနာမည်လေးနဲ့နံပါတ်လေးနဲ့တက်ပေးထားလိုက်တယ် number 1 on on number 2 tent number 3 autobus not autobus bus ဆိုရဲအသံထွက်ပါဘူး autobus autobus number 4 is orange orange okay number 2ပေါ့ so number 2မှာအအသံမပါပါဘူးဇန်နဝါရီကတော့အအသံလေးပါတယ်เนาะ ဒီချဲက exercise တခုလုပ်ထားတယ်သူက short o o အတန်ပါရာလေးကို ရွေးခိုင်းတာပါတတိထားမှာက letter o ပါပြီးမဲ့လဲ short o ဖြစ်တဲ့စာလုံးကိုပဲရွေးရမှာ letter o ပါပြီးတော့ long vowel o တန်နေရှိအောင်လို့အခုဒီချဲတို့က short o ကိုပဲရှာပါမယ်ဆိုတော့ဒီချဲအချိန်ပေးထားပါမယ်ရှာကြည့်ပါအတန် short ဖြစ်နေတဲ့ vowel အတန်ဖြစ်မှရပါမယ် letter o ပါတိုင်းလဲ short o မဟုတ်ဘူးเนาะ โอเคชาကြည့်ရအောင်เนาะအချိန်ပေးထားပါမယ်မြန်မြန်လေးရှာပေးမယ်เนาะโอเคဒါဆိုရင်ဒီချဲကအတန်ထုတ်ရင်းနဲ့စာလုံးအမှန်လေးတွေကိုရွေးပေးသွားပါမယ် short o sound is o clock clock of course it has o sound phone o ပါပြီမဲ့လဲ o အတန်မထွက်ပါဘူး fork Number လို့မထွက်ပါဘူး phone box note note not not n o t not ဆိုရင်တော့သူက so. ot တန်ပါတယ်ဒါပေမဲ့ဒီမှာက n o t e note oats zone froze got stop robe, job ဒီချက်က short o အတန်မျိုးကိုပဲရှားနေတာเนาะ stove pond open top ot ot so ot so ot and by no frog home lock hole over odd blob code slope okay i put code in again so 디제가 short o two, four, six, eight, ten, twelve. They are all together twelve short o sounds. ကိုဖြည့်ထားတာရင်းနဲ့ကောတွေ့ရလားစစ်ကြည့်မယ်နော် letter o ပါတိုင်း letter o ပါတိုင်း short o မဟုတ်တာကိုတွေ့ရပါမယ်ဒီထဲမှာ long o တွေဖြစ်နေတယ် o အတန်ပါတယ်ပုံနဲ့ e တွဲရပါနေရလीနော်ဒီချိန်နောက်ထပ် lesson စီရောက်ရင် letter sounds o အတန်ကိုသင်ပြဦးမှာပါဒီမှာဆိုရင်အတန်ထုတ်ကြည့်ရအောင်နဲ့သိပါရဲအော့အတန်တစ်ခုမှမပါဘူး open open မရှိပါဘူး robe rob မဟုတ်ပါဘူး frozen frozen froze အဲ့လိုအသံမရှိဘူး okay ဒါလောက်ဆိုရင်တော့ short ကိုအသံကလုံးမှတ်မိသွားလောက်ပြီးထင်တယ် vowel sounds တွေက letter u ရဲ့အသံကိုထုတ်ပြပါမယ်သူ့ရဲ့အသံကနာမည်ကဒါ letter name ကဒါ letter u သူ့ရဲ့အသံလေးကကြတော့ a သူက letter a a letter e အဲ့အဲ့နှခုကြားထဲကအတန်မှာအက်ပဇမဟာဘူးအရင်မဟာဘူးပဇဘေးလည်းအရင်မကဘူးအဲ့နှခုကြားထဲကအတန်မှာအက်အက် so i put a number for this picture there are all together one, two, three, four picture we we need to find which picture does not have a a အတန်မပါတာလေးကိုရွှေ့ကြမယ်ရွေးရလွယ်အောင်ဒီချက်ကနမည်နဲ့ so, number လေးတွေကို match လုပ်ထားပါတယ် number 1 is umbrella um, umbrella so up uh, အတန်ပါတယ် number 2 is drum der a mm drum number 3 mug mug number 4 is dress okay number 4တခုလည်းပဲအအတန်မပါတာကျွန်တော်ရ umbrella drum mug Okay, ဒါဆိုရင် letter u ရဲ့အတန်ကိုဒီချင်နောက်တစ်ခေါက်ပြန်ထုတ်ပေးပါမယ်။ letter u short vowel short vowel မဟုတ်လို့အတန်ကိုပြက်ပြက်ပဲထုတ်ပါ။အအ Group 3တဲ့က letter နောက်တစ်ခုဖြစ်တဲ့ letter l letter နာမည်ကိုဖတ်ပါမယ်။ l So နောက်ဆုံးဖြစ်သွားတဲ့ရှာအနေထား letter l လို့ပြောလိုက်တဲ့ချိန်မှာကိုယ့်ရဲ့ရှာလေးကဘယ်နာကိုရောက်နေလဲ။အဲ့နောက်ဆုံးဖြစ်သွားတဲ့ချိန်မှာရှိနေတဲ့ရှာအနေထားအတိုင်း L sound go to me. L, L, L. Dilo tan li ba. So I'm going to put the number 1, 2, 3 and 4. So allow to do shaya lwe dwa ao di che ga. Number one? ne name li We need to find which picture doesn't have L sound. Number 1 is letter, not letter letter ဆိုရင် l e t t e ရဖြစ်မယ်เนาะဒါလေးကကျတော့ letter letter okay number 2 leaf leaf number 3 is lump lump number 4 mac mac so number 4ဘော four, number four 4မှာ l ဆိုရဲအတန်လေးမပါပါဘူး group 3ရဲ့နောက်ထပ် letter တစ်ခုဖြစ်တဲ့ letter f ဆိုလက်တနာမည်ကိုထွက်လိုက်တာနဲ့နောက်ဆုံးကိုယ့်ရဲ့နှခမ်းရှာသွားဘယ်နာရီမှာဘာရီထိသွားလဲစဉ်းစားပါ letter f f လို့ပြောလိုက်တဲ့အချိန်မှာကိုယ်နှခမ်းကဘယ်နာမှာလဲကိုယ်သွားဘယ်နာမှာလဲ s o a f လို့ပြောလိုက်တဲ့အချိန်မှာနောက်ဆုံးဖြစ်သွားတဲ့ကိုယ့်ရဲ့ position ကိုယ့်ရဲ့ပါဇက် position က letter f ရဲ့အတန်ထုတ်ပြနေရပါ like that လေကိုထုတ်ချင်တယ်ဒါပေမဲ့နှာခမ်းကိုသွားနဲ့ဖိပြီးတော့ပိတ်လိုက်တဲ့အတန်းမျိုးပါ Okay, I'm gonna put the number one, two, three, and 4. to do shaya rather than shade the male lady? Yeah, mommy. Number one is fork, fork, fork. Number two, ends, CE လေးကိုမှတ်မိရနော် CE CI CY တွဲရဆိုရင် letter C ကိုအတန်ထုတ်တယ် fats number 3 fish fish not fish အဲ့လိုအတန်ကြီးမဆွဲပါဘူးဘာဖြစ်ဆိုရ letter I က short vowel မှတ်မိရမယ် fish number 4 is clock okay ဒီလိုတတ်တာပဲ number 4 clock မှာအတန်မပါပါဘူးဒါဆိုရင်ဒီချက်တော့ number 4ကမပါဘူးဆိုတာကိုရွှေ့လိုက်မယ် letter f ကိုတင်တဲ့အချိန်မှာလက်ထက် F ရဲ့အတန်လို့ထွက်တဲ့စကားလုံးတစ်ခုရှိသေးတယ်သူကို PH letter လို့ခေါ်တယ် When you see P and H together we need to pronounce so P တလုံးက L oh sorry H တလုံးက အဲ့နှစ်ခုပေါင်းပြီးထုတ်လို့မရပါဘူးဒါကြောင့်မလို့ P နဲ့ H ကိုတွေ့ရင် letter F အတန်းနဲ့အတူတူပဲလို့မှတ်ပေးပါတွဲရက်တွေမှာเนาะတစ်လုံးစီဆိုရင်တစ်ခုကြားစီဆိုရင်တစ်ခုတစ်တန်စီပဲထွက်ပါတယ် like that elephant နဲ့မှာတွေ့တယ်မျိုး elephant elephant dolphin phone photograph graph phonet and graph so ph ကိုတွဲရက်တွဲပြီဆိုရင် letter f အသံဒါကြောင့်ဒီချက် letter f ကိုသင်တဲ့ချိန် ph လေးကိုပါတွဲတင်တာနှစ်ခုတွဲရက်ရှိနေမှ f အသံထုတ်ရပါတယ်ပုံမှန်တစ်ခုကြားဆိုရင်တော့ letter b ရဲ့ပုံမှန်သံ letter h ရဲ့ပုံမှန်သံအဲ့အသံကိုပဲထုတ်တယ်နှစ်ခုပေါင်းလိုက်တယ်မှအသံထုတ်ရတယ်နော်ဒါဆိုရင်အသံထုတ်တာနှစ်မျိုးရှိရဲ့ letter f နဲ့ letter ph နောက်ဆုံး letter လေးတစ်ခုဖြစ်တဲ့ letter b letter b so တချို့က b အတန်ထွက်ဖို့နှက်ခမ်းကိုတော်တော်ဖိပြီးမှထွက်ရတာထွက်နိုင်တာရှိတယ်တချို့ကျတော့လည်းနှက်ခမ်းအရင်ဖိစရာမလိုဘဲနဲ့ထွက်လာနိုင်တာရှိတယ်မှန်ပါတယ်ဘယ်ပုံစံမျိုးဖြစ်ဖြစ် b အတန်ထွက်နေဖို့ပဲလိုပါတယ် so ဒီချေကနှစ်မျိုးထုတ်ပြပါတယ် b b whatever so letter b လို့ပြောလိုက်တာမဟုတ်လို့ကိုယ့်ရဲ့နှက်ခမ်းက b ဆိုတဲ့စာလုံးကိုထွက်ရဖို့နှက်ခမ်းတစ်ခုဖိရတယ်ဖိပြီးတော့မှထွက်လာတဲ့အတန် so b ဆိုဒီချက်အတန်းထုတ်ပြပါရမယ် b b b နှကန်းနှမျိုးလုံးထုတ်ပြပါတယ်တချို့ကဒီအတန်းထုတ်ဖို့နှကန်းတော်တော်ဖိမှထွက်ရတဲ့လူမျိုးတွေရှိပါတယ်ဒါကြောင့်ပါ b b so i'm gonna put the number ဒီတစ်ခါတော့ number က9ခုလောက်ထားတယ်ဒီဒီကောင်းလေးကိုပါထည့်ခြင်းလို့ okay ရဲ number လေးတွေနဲ့ number အာနာမည်လေးတွေတွဲပြပါရမယ် Number one, bowl. Hey, yeah. Number two, bone. Number three is drum. Number four, bananas. Bananas. Number five is bee. Okay, that's so in. One, two, four, five, got ready. Number three, ma be. B. Atam ba ba bu. B. B. Di group three, letter liri ne. group 1 2ကလက်တာလေးတွေကိုပါ blend လုပ်ပါမယ် so လက်တာ group တစ်ခုထဲမှာလက်တာတွေကို blend လုပ်တာထက် group တစ်ခုပြီးသွားတိုင်း group 3ခုပြီးသွားပြီဆိုတော့3ခုစလုံးရဲ့လက်တာတွေကို blend လုပ်ပြီးတော့အသံထွက်ကြည့်ပါဒီချေကဒီတစ်ခေါက်တော့တလုံးချင်းစီအသံမထုတ်ဘဲနဲ့ practice လုပ်လာလဲကြာပြီကိုကမှတ်မိနေပြီဆိုပြီးဆိုရင်တော့အာနှလုံးတွဲတစ်ခါကြရင်ဒီထဲမှာသုံးလုံးတွဲအာနှလုံးတွဲလေးပါရင်နှလုံးတွဲအသံတိုင်းပဲဖတ်ပါမယ် g app gap, d, ig, dig, g, at, get, r, ag, rag, p, egg, peg, on, t, op, top, p, ot, pot, m, op, mop, p, ot, pot, s, an, sun, R un, run, d, ag, dag, m, mad, l, lid, l, lips, l, end, lent, leg. ခြေချောင်းတွေကိုပြောတာเนาะခြေတချောင်းလို့ပြောတာအဲ့ဒါကို leg လို့ခေါ်ပါတယ် at fat F it fit F it St. fist soft 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 အဲ့နှစ်တန်ကိုတွဲပြီးဖတ်လိုက်ပါ soft soft b at but the egg bag the us bus the egg big the ob bob so ဒီလိုအတန် blending တွေလုပ်ပြီးပြီဆိုရင်ဒီဒီချက်ပြတယ်လို့မျိုးတတန်ကြီးလဲထွက်နိုင်တယ်လို့ကိုက practice လုပ်ရင်လုပ်ရင်းနဲ့ရလာပြီဆိုရင်တော့စတိုက်အမြန်လေးဖတ်လာနိုင်လိမ့်မယ် so ဖတ်တဲ့ချိန်ကျရင်လဲကိုကောင်းနဲ့မှာတိထားမှာတလုံးချင်းစီရဲ့အတန်ကို ီပီတတထွက်ရမယ်။အဲ့ဒီအတန်တွေကိုပေါင်းလိုက်တော့မှသာမှန်တဲ့ဟိုဖရက်ဒီအတန်အတွက်မှန်တဲ့အစားလုံးလေးတွေရလာလိမ့်မယ်။ဒီမှာတော့ဟို YouTube ကနေကြည့်နိုင်တဲ့ resource လေးတွေ link လေးတွေပေးထားပါတယ်။ဒီအတိုင်း Jollyfornet Blending Group 3ဆိုပြီးတော့ share ကြည့်ရင်လည်းအများကြီးတွေ့ရပါလိမ့်မယ်။အဲ့ရနေလဲသွားပြီးတော့ practice လုပ်ကြည့်လို့ရပါတယ်။ဒါဆိုရင်ဒီ channel က group 3လေးပြီးတော့ပြီး group 3မှာပါတဲ့ letter လေးတွေကိုပြန်ပြီးအတန်ပြန်ထုတ်ပေးပါမယ်။ G o a e b ဒါဆိုရင်ဒီချေတို့ letter learning လောက်တာ letter sounds learning လောက်တာလေးတွေ p group 3ခုထိပြီးသွားပါပြီ အားလုံးပဲဒီချေ group 3လေးကိုသင်တာလေးကိုဒီမှာပဲရက်လိုက်ပါမယ်အားလုံးအိမ်မှာ practice ပြန်လုပ်ကြည့်ပါလိုရာရရှိရင်လည်း မေ့ချင်တာရရှိရင်လည်းဒီချဲရဲ့ page teacher inselie အောင်ဆိုတဲ့ page လေးက messenger မှာလာပြီးတော့ဒီချဲကို direct message ပို့လို့ရပါတယ်ဒီချဲအတန်လေးတွေနားထောင်ပြီးပါတယ်ပြန်လဲပြင်ပြီးပါတယ်ဘယ်နေရာကြီးလိုရဲဆိုတာလည်းရှင်းပြပြီးပါမယ် so ဒီနေ့တော့ဒီလောက်ပါပဲ bye